တိန်ကတုသမီ channel ကိုနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာဖတ်ပြပေးမယ့်စာအုပ်လေးကတော့ယဟန်စာဆိုရှင်မောင်စန္ဒလေဝေးရေးသားတဲ့လူတကိုတိုက်တလုံးဆိုတဲ့ပခုတ်ကူစာပေစုရာဝတ္ထုတိုလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်လူတကိုတိုက်တလုံးဟဲ့မုံအောင်မြင်မြန်လားဝိုင်းစုခိုင်သိန်းနဲ့ချောတက်ပိုင်ရောလားလေ တကြီးအိမ်သွားမယ်။ဟေးဟိုဘက်အိမ်ကမိဦးနဲ့မိပေါက်စနင်းတို့မသွားကြဘူးလား။အိယာကနိုးတည်နေမဖွားတင်အတန်ကနတ်နတ်ချင်းကတေးတန်သားနဲ့အပြိုင်ပေါ်လာသည်။သူ့သားမုံအောင်ကဘယ်အချိန်အိယာထားပြီးဘယ်သွားဘာလုပ်နေသည်မသိ။အော်လဲအော်ရှာလဲရှာမရှာလို့မဖြစ်မအိမျက်နာမတွေ့လျင်ကြီးကြတဲ့ငိုတတ်သည်။ငိုပြန်တော့လေတော်တော်နဲ့မယက် စီမထဲ့ထားသောအညာကလှဲဘိန်တန်နဲ့တည်ဤမပွားတင်လုံးနေသည်မှာအခြားအကြောင်းမဟုတ်နနက်ချိန်ခါတေးတန်သာနားထောင်ဖို့တကြီးအိမ်သွားရမည်အုပ်စုတစုတလုံးနှုံနှင်းရောင်းပေးထားသည့်ရေဒီယိုကိုတကြီးအိမ်မှထားသည်တက်အိမ်အောင်တစ်ချက်ကောက်ပြီး295ချက်တီတီပေးထားသောရေဒီယိုတကြီးခေါ်တကယ်သူခေါ်ရလျင်ကြန့်ခိုင်းရေဒီယိုအင်ဂျီ300ကျော်ရှိသော စီပိုင်းအုပ်စုကို တကြီးတောင်းကအုတ်ချုပ်သည်တကြီးနေသည့်တာယာကုန်းရွာအင်ဂျီ120လုံးစီပိုင်းရွာက140ချင်းစုရွာက68လုံးတုံးရွာပေါင်းလျင်329အိမ်ရှိသည် ထိုအိမ်နောင်စုတစုကိုငွေတရာစီခွဲတန်းသတ်မှတ်လိုက်သည်အစိုးရသတ်မှတ်ရောင်းချသည့်ကြန့်ခိုင်ရေးရေဒီယိုဝဲသည်ပုံငွေကစရိတ်စကားဖေဘုတ်ကိုယ်တွေပေးရကမ်းရသည်တော့မသိ ပုံငွေပဲရောက်သွားသည်လဲဘသူမှအမုန်းခံမမေငွေတရာတဲ့ထည့်ရတာပဲဟူယောနီသောမနတီကာယတကြီးရေဒီယိုဝယ်လာစားကတရွာလုံးလာကြည့်ကြသည်ရှေ့ရှေ့ကမမြင်ဘူးမတွေ့ဘူးတပေတာတာတစ်တာဘုံထဲမှာတချင်းတန်နေထွက်လာသည်အဲ့ဒီတဲမှာလူဝင်ပြီးစကားပြောနေသလားအောင်မေရအောင် ပြောဆိုနေတဲ့တွေကြားရတဲ့ဟူသောတဲ့ရင်စကားကြောင့်အထူးအဆန်းလှုပ်လာကြည့်ကြသည် တကြီးကစပဲပေါ်တွင်ပိတ်ဆာခင်းပြီးတင်ထားသောရေဒီယိုခလုတ်လေးများလှည့်ပြီးဖွင့်ပြသည်အားလုံးအံ့ဩကုန်သည် ကလေးတွေကသဘောကျနှုန်းလိုလက်ခုပ်တီးလင်ကွင်းထိုးဂုံပြူကြသည် ဤကြန့်ခိုင်ရေးရေဒီယိုသည်အုပ်စုပိုင်းအများနားထောင်နိုင်အောင်တကြီးအိမ်တွင်ထားသည်တကြီးကတက်ငယ်ထယံက တဖက်ရဲ့မြေဆိုင်တဲတလုံးဆောက်သည်တဲအလဲတွင်စပွဲကုံမြင့်တစ်ခုရှိသည်ထိုစပွဲပေါ်တွင်ရေဒီယိုတင်ထားသည်လာနားထောင်သူရှိလျင်ရေဒီယိုကိုတကြီးကတော်ကဖွင့်ပေးသည်ရေဒီယိုလာချိန်ကိုမှတ်ထားသောမှဖွားတင်က နတ်နတ်ချင်းကတေးတန်သာနားထောင်ဖို့အမဲလာလေရှိသည်သူလာလျင်ဘုစုခယူတွေအကုန်ပါလာသည်စုညံစုညံရုတ်တရက်စုဖြစ်နေသောလူအုပ်ကတကြီးအိမ်တကားဝရောက်သည်နှင့်အာလုံးငြိမ်ကြသွားသည်မငြိမ်လို့လည်းမရအတန်ပလန်တွေစုညံနေလျင်တကြီးကတော်ကမောင်းထုံမှအသေးအချစုမပူမဆိုပြန်ကြရေဒီယိုကောင်းကောင်းနားမထောင်ကြဘူးတကယ်ပဲနည်းနည်းမှအစင်တမ်းရှိတဲ့ဟာတွေဟူ အော်တက်သေးသည်တာယာကုန်းကပဲဖြစ်ဖြစ်စီပိုင်းနေချင်းစုရွာကပဲလာလာတကြီးအိမ်ရှိကွက်သားတွင်ဖက်နက်လေးတွေဖင်ကူထိုင်ပြီးနားထောင်ကြသည်ရဲရွာလူကြီးတွေကိုတော့တကြီးကဖြာချမ်းခင်းပေးထားသည်ရေနွေးချမ်းအိုချပေးထားသည်တဘောမနောကောင်းသည့်နေမျိုးဆိုရင်လက်ဖက်ပွဲလေးပင်တည်ခင်းတတ်သေးသည်ဥပါမောင်းဥကျော်ဥတာဖန်ဥလာတင်တို့ကတကယ့်ပွဲနေပွဲထိုင်လူကြီးတွေ ကျက်ရွာမှာအလူကထိန်စွန်ကျွေးတာရင်နိုင်ရင်ရှိလျင်အိမ်ဦးကမ်းမှာဝိုင်းခွဲနေကြထိုအဖွဲကရေဒီယိုတရေတွေဖြစ်နေပြီးရင်းနှီးချမ်းတောက်လက်ဖက်စာရင်နားထောင်ကြဆွေးနွေးကြညင်းခုံကြနဲ့နက်နက်ချင်းကတေးတန်သားမှအစာပြုပြီးနက်နက်ပိုင်းအစီအစဉ်ဤတွင်ပြီးဆုံးပါပြီးအထီးနားထောင်ကြသည်အစီအစဉ်ပြီးပြီဆိုမှသွားအောင်မဲ့တကြီးကတော်ရေဟူနှုတ်ဆက်ပြန်တတ်သည် ဥတာဖန်ကဒိုနာထောင်တာ ဖေတော့မောင်တော့ကအဓိကမဟုတ်ဘူးပြည်တွင်းသတင်းနားထောင်တာအဲ့ဒါမှဘယ်နေရာမှာဘာဖြစ်တယ်ဘယ်အမက်ကဘာစကားပြောတယ်ဆိုတာသိရမှာဟု ဟိတ်ဟန်တခွဲသားနှင်းပြောတတ်သည်ဥလာတင်ကတော့ကုံတဲ့ပွဲစားပြီးပြီစံစီ စပားစီကြားခြင်းလို့ဟုပြောတတ်သည်ဘယ်ဟာပဲစိတ်ဝင်စားတယ်ဟုပြောပြော ရေဒီယိုအတန်ရက်မှထပြန်တတ်သည်ကိုတီးပြီးသားပင် မြန်မာနိုင်ငံရှိ လူဦးရေ၁၀သန်းကျော်အဲ့ဒီလူအလုံးလူတကူတိုက်တလုံးကာတစီဝင်ငွေ၈၀၀ရစေရမည်ဟူသောစီမံကိန်းပြည်တော်သာစီမံကိန်းမဆားရဝမကန်လွတ်တော်တွင် အခြေအတင်ဆွေးနွေးသည့်လူတကူတိုက်တလုံးဆိုသောတက်ကယ်တဲနေနေရသူတွေသဘောကြကုန်သည် စိတ်ကူးရင်စရာဖြစ်ကုန်သည်ဟဲ့မေရှင်ဒီနေ့တက်ကယ်မကောင်းနဲ့တော့ ထိုစီမံကိန်းတန်ကြားနေဦးကျော်ကဇနီးတယ်ကိုလှမ်းပြောသည်တက်ကယ်ကောက်ဖို့ခက်ကွင်းပြင်းနေတော်တော်ရှင်က နားမလည်ဟန်ဖြင့်မျက်လုံးလှမ်းကြည့်သည်ဘာစကားလဲဟူသောအမေကြောင့်ဦးကျော်ကပြည်တော်သားစီမံကိန်းကိုဖောက်တဲ့ကြားသည်ဒေါ်ရှင်က တဟင်းဟင်းဖြင့်လှောင်ရဲရဲတော့ဦးကျော်ကစိတ်ဆိုးသည်နင်ပါနားလေလို့လေဒီစီမံကိန်းကို တို့စီကပညာရှင်တွေတောင် ရေးဆွဲတာမဟုတ်ဘူး နိုင်ငံသားကပညာရှင်တွေကိုခေါ်ပြီးဒေါ်လာတွေပုံပေးပြီးရေးဆွဲထားတာဒီလိုရေးဆွဲတော့ဖြစ်ရောလားလူတကိုတိုက်တလုံးကားတစီငွေ800ဆိုတာဖြစ်နိုင်ပါမလားတော့တကယ်ဖြစ်ရင်ကျုပ်တို့အားလုံးအရှင်လက်လက်နဲ့ပြီးရောက်တာနတ်သမီးနှစ်သားတောင်အဲ့လောက်ချမ်းသာမှမဟုတ်ဘူးဥကြစကားကိုဒေါ်ရှင်ကမယုံတော့လဲလက်တလုံးကြန့်ခိုင်ရေဒီယို တအုပ်စုတလုံးလုံးရောင်းချပေးသဖြင့်ဝမ်းသာနေကြသည်တအုပ်စုတလုံးပေးတာထက်တအိမ်အောင်တလုံးရောင်းပေးကောင်းသားဟုတောင်းတသူတွေပင်ရှိကြသည်တကယ်တော့ဒီရေဒီယိုကအရေးမကြီးပါဘူးဗျာကျုပ်တို့ကလေးတွေစာသင်နိုင်အောင်မူလာတန်းကျောင်းတွေများများဖွင့်ပေးသင့်တယ် လက်ဝဲရောင်ရောင်လက်ရာရောင်ရောင်လင်းလင်းလိုလိုမော်စီတုံးလိုလိုတခင်တန်းထုံတပဲ့လိုလိုကိုရှယ်တပဲ့လိုလိုစကလုံးကြီးကြီးကျယ်ကျယ်ပြောတတ်သည် ကိုပါလာကဝေဖန်သည် ကိုပါလာနေစကားရှင်မပြောလို့တော့လေသူတို့ဆွဲလန်းနေသည့်ရေဒီယိုကိုထိပါသဖြင့်ဥပမောင်ကမျက်လုံးလန်းကြည့်သည်မင်းကြောင်ကနောက်ထားပါရွာဦးကြောင်မှာစာတင်လဲရတာဒီရေဒီယိုရှိလို့ကပ္ပတဲ့င်းမြမတဲ့င်းနေကြားရတာကွာ ကြားရတော့ဘာဖြစ်မှလဲလက်တွေကြတာမှမဟုတ်တာရမှရတယ်ပြောဟာဘာကြောင့်လက်တွေမကြဘူးပြောရတာလဲကျောက်တုမြန်မာနိုင်ငံမှာအဓိကစီးပွားရေးကစံစပါအဲ့ဒါလောက်တာကတောင်သူလက်သမားလက်သမားတွေဘဝမြင်မာမှလိုချင်တဲ့စီးပွားရေးရမှာပေါ့ဟာအဲ့ဒီလိုဖြစ်အောင်စလုပ်တာလေမင်းရေဒီယိုကိုနားမထောင်ပဲမပြောနဲ့ဒီမှာလေယာကန်းတာလဲပါတယ်လွှတ်တော်မှလည်းအခြေအတွင်တွေပြောကြတယ် အဲ့လိုပြောတဲ့လူတွေပုံမယုံသေးစီမံကိန်းအကြောင်းပြပြီးငွေလုံးငွေရင်းချပေးတာဘုံတဲ့လူကဘုံသွားတယ်ဆိုတာကြားပြီဗလားကြားတာပေါ့ဘုံတဲ့လူကို တရားဥပဒေအရအေးအေးယူလိမ့်မယ်အဲ့ဒါဒိုးနယ်မဆိုင်ဘူးပြည်သူဗန္နာတုံးတာကျုပ်တို့နယ်မဆိုင်ပဲရှိမလားဗျအဲ့ဒါကျုပ်တို့ငွေလေတယံစားတာပစ္စည်းတွေရောင်းထားတဲ့ငွေကျုပ်တို့စည်းကကောက်ထားတဲ့အခွန်ငွေတွေတော်တော့ဘာလမင်းတော်လိုက်တော့ မင်းကအဖြတ်သမားမင်းလိုလူနဲ့ကြကြစကားပြောရင်ငါတို့ပါရာဇဝမှုတင်မယ်ရေဒီယိုကိစ္စပြည်တော်သားကိစ္စအကြောင်းပြုပြီးလူကြီးလူငယ်တွေအချင်းများကြသည် စကားအခြေအတင်ပြောရသည်နိုင်ငံတော်အစဉ်အထိဝေဖန်တိုက်ခိုက်သည်ဘာလာတို့လိုလူငယ်တွေကို အဖြတ်သမားဟု ပုတ်ခတ်သည် ဘာလာတို့ကလည်းတမယူးဆွဲယုံကြည်သူတွေကိုနတ်လက်ဘိန်းတုံးတွေဟုတမုံကြသည်ကြတော့တယောက်နှင့်တယောက်ကြည်မရစကားပြောမရဖြစ်ကုန်ကြသည် လူတကူတိုက်တလုံးကာဒစီပိုင်ဆိုင်ရမည်ဟူသောပြည်တော်သားစီမံကိန်းခေတ်တွင် အသက်၈နှစ်သာရှိသော ဖိုးတန်ကျောင်းပင်80နှစ်နေပြီးထိုစီမံကိန်းကြီးသည်လည်းဘေးဒါပင်လေးရေစုံတွင်မျောပြီးပျောက်သွားတကယ်သို့ပျောက်သွားရှာပြီးစီမံကိန်းချခဲ့သောပုံကိုကြီးလည်းကွယ်လွန်ပြီးပြည်သူဘန္နာငွေ340သုံးသွားသည့်ပုံကိုကြီးလည်းဆုံးသွားပြီး ပြည်တော်သားစီမံကိန်းအယောင်ပြပြည်သူတွေကိုဝမ်းချသည့်အနေဖြင့်ထုတ်ပေးသည့်ကြံ့ခိုင်ရေးရေဒီယိုလည်းပဲပြောက်သွားသည်မသိတအိမ်တောင်တရားချက်စုထဲရသည်တို့လက်တန်အောင်နားထောင်မြည်ဟူအားခဲ့သူတွေကြာရှည်နားမထောင်နိုင်လက်ဖက်ရည်ချမ်းဝိုင်းနေစက်တိုင်ကြခဲ့တော့ဘာကြီးပါမောင်းဘာကြီးကြောတို့လည်းမရှိတော့နားထောင်သူမရှိတော့ချိန်တွင်ရေဒီယိုကိုအိမ်အောက်ပင်မချတော့နောက်တော့လုံလုံပြောက်သွားသည်အနေအဆအမြဲမရှိဟူသောတရားသဘော အနတ္တငါဥစ္စာငါပိုင်မဟုတ်ဟူသောတရားသဘောလက်ကင်ထားကြသူတွေပြီးပြီးကြာတော့မိပြောက်သွားသည်ရေဒီယိုတလုံးအပိုင်ဘုံသွားသည်တကြီးကိုယ်တိုင်ပင်မြေချင်းနဲ့ဘုံဘုံလဲကျသွားရှာပြီးပြီးတော့သာစီမံကိန်းချမှတ်အခြေအတင်ဆွေးနွေးခဲ့သည့်လွှတ်တော်အမတ်များသဘောထား꿰ကြအချင်းများကြပရိပခဖြစ်ရာမှာပြည်တော်စုကြီးပင်ပြိုကွဲတော့မယောင်ယောင်ဤတွင်တိုင်းပြည်ကြောက်ထဲကြဖို့လက်နှလုံးသာလိုတော်သည့်အချိန် တိုင်းပြည်ကိုကယ်တင်သည့်အနေဖြင့်ထိမ့်သိမ့်လိုက်သည်ဟုကြေညာလေသည်ကယ်တင်ရှင်ကြီးတွေက ကိုယ်စိတ်ကြိုက်အုပ်ချုပ်လိုက်သည်မှာဖွတ်ကျော်ပြစုခယုစံကျုပ်ဘဝရောက်ရသည် လူတကူတိုက်တလုံးကာတစည်းငွေရှိရာစီမံကိန်းကစောင်းလေညာတကောင်းရန်အိမ်မက်ပမာပြက်ပြဲသွားသည်အိယာကလန့်နိုးချိန်တွင်အိမ်မက်လီလာတကယ်အဖြစ်ပြက်လီလာပင် ဝေခွဲမရတော့ ခိအဆက်ဆက်ကိုခက်ခဲစွာကြော်ဖြတ်လာရင်ဝိုင်းရေးပင်အနိုင်နိုင်ရှာစားရသောဖိုးတန်ချောင်းသည် အခုတော့အရွယ်ကျပြီဇရာပိုင်းရောက်ပြီမဆားရဝါမကန်ပြောခဲ့သည့် ပုပ်ကိုထူတွေစကားကို ခုထက်ထီကြားရောင်နေတုံအိမ်မက်မချင်းနေတုံအေးလေအခုအချိန်တိုက်တလုံးကားတစီရခြင်းလဲရမရခြင်းလဲသေးတဲ့အခါမှာတော့နိဗ္ဗာန်ရင်ကားကြီးစီရမှာပါ ကြဲကြဲဝင်းဝင်းမဟုတ်တော့လူတကူစန့်နေတိုင်နေတော့နေရမှာပါဖိုးတန်ချောင်းသည်ဗုဒ္ဓဘာသာဝင်ပြီးပြီးခန္ဒီစတရားလက်ကင်ထားလျက်ကံကံဤအကျိုးပေးကိုယုံကြည်အားထားရင်းဖြည့်သိမ့်တွေးလီတွေးလိုက်မိပြီတော်သည်ဒီကနေ့မှာဖတ်ပြပေးခဲ့တဲ့စာအုပ်လေးကတော့ယဟန်းစာဆိုရှင်ပခုတ်ကူစာပေစုရာ မောင်ဆန္ဒလေဝေးရေးတာတဲ့ လူတကိုတိုက်တလုံးဆိုတဲ့ဝတ္ထုတူလေးကိုဖတ်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ကျမတို့ရဲ့တိန်ကတုသမီးချန်နယ်ကနေတုတ္တရတရပွဲရာစာအုပ်စာပေမျိုးစုံကို နေ့စဉ်ဖတ်ရှုပေးလျက်ရှိပါတယ်။ဒါကြောင့်မို့ကျမတို့ရဲ့တိန်ကတုသမီးချန်နယ်လေးကို like and subscribe ပြုလုပ်ထားပေးဖို့တောင်းဆိုပါရစေရှင်။ နောက်နေနောက်နေတွေမှာလည်းပို့ပြီးတော့စိတ်ဝင်စားဖွယ်ရကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်။နားဆင်ပေးကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။